တယ် comfortable ဖြစ်လို့ဒါပေမဲ့ဒါလေးကိုအပြင်သွားလို့ရတဲ့အင်ဂျီပုံစံလေးဖြစ်အောင်ဘယ်လို transfer လုပ်မလဲဆိုတာပြမယ်နော် okay အဲဒါတော့ပုံစံမျိုးမျိုးဝစ်ကြမယ်ပထမဦးဆုံးကတော့ဒီ original ရှိနေပြီးသားအင်ဂျီကိုပဲအထက်ကိုစကက်လေးအထက်ကိုထည့်ပြီးဝစ်တာတစ်မျိုး okay ဒါကနံပါတ်1နံပါတ်2ပြောင်းမယ်နံပါတ်1ကလည်းရန်ယူရှင်းတယ်ဒီဘက်ကတစ်ဖက်ကိုအဖြုတ်လိုက်မယ်နော်အထက်မှာအင်ဂျီလေးရေဝစ်လာအောင် အာအင်ဂျီအထက်ကအမဲလေးတစ်ဆက်ဝစ်လိုက်တယ်ပြပေးလို့ရအောင်လို့လေပြီးရင်ဒီမှာဗာလဲဆိုတော့ဒီကနေပြီးတော့ဒီအပေါ်ကဟောက်လည်းဖြုတ်လိုက်ပါဒီဘက်ကဟောက်လည်းဖြုတ်လိုက်ပါပြီးရင်လှည့်လိုက်ပါလှည့်ပြီးသွားရင်ဒီမှာဒီဟိုအချိုးလေးကိုဒီခေါင်းကနေဆော့ပေါ့နော်ခေါင်းကနေဆော့မယ်ရပါပြီရှင်ပြီးရင်နောက်မှဒီလိုထွက်နေတဲ့အချိုးလေးကိုလည်းထွက်နေတဲ့အချိုးလေးကိုလည်းခောက်ပြီးထည့်လိုက်ပေါ့နော်ဒီမှာဒီလိုမျိုးလေးခောက်ထည့်လိုက်โอเคအဲ့တော့အဲ့ဒါဆိုရင်ရပါပြီရှင်အထက်အင်ဂျီမဲလေးဖြုတ်လိုက်မယ်နော်အဲ့ ပုံစံလေးပြောင်းသွားပြီเนาะဒီမှာကြည့်ရအောင်ချစ်စရာလေးအနောက်မှာလည်းဒီလိုမျိုးလောဝါကိုလေးဆက်စီချလို့လည်းရတယ်အဲ့ဒီဟာကိုမှအထဲကိုလေးအထဲလေးထည့်ပြီးဝတ်လိုက်လည်းရတယ်ရှင်အထဲထည့်ပြီးဝတ်ချင်တယ်ဆိုတော့အထဲထည့်ပြီးဝတ်ပေါ့เนาะအဲ့ဒါနံပါတ်1ဒီဇိုင်းပါโอเคချစ်စရာလေးဖြစ်သွားပြီနံပါတ်1ပါရှင်ဒီမှာကြည့်ကဲနံပါတ်3ပြောင်းမယ်နံပါတ်3ကတော့ဆွဲကြိုးလေးဆွဲကြိုးလေးတခုတော့လိုတယ်ဆွဲကြိုးကကိုလိုချင်တဲ့ size ကိုရွေးပေါ့နော်ဒါ original ပေါ့နော်အဲ့ဒီအောင်မှာဆွဲကြိုးလေးနဲ့ဘယ်လိုပြောင်းမလဲဆိုတော့ဒီဟာလေးကိုဖြုတ်မယ်ဒီဘက်ကဟာလေးကိုလည်းဖြုတ်မယ် ပြီးရဒီမှာလက်ပေါင်းနှစ်ခုထွက်လာပြီမလားအဲ့လက်ပေါင်းနှစ်ခုတည်းကိုဒီလိုမျိုးဖြစ်နေတဲ့လက်ပေါင်းနှစ်ခုတည်းကိုဒီမှာတွေ့လားဆွဲကြိုးလေးထည့်လိုက်ပါမယ်ရှင်ဆွဲကြိုးလေးဒီလိုမျိုးပြီးတော့1ဒီဒီဘက်ကနေပြီးတော့1နှစ်ခုပေါ့နော်အဲ့လိုဖြစ်သွားတဲ့ဟာကိုဒီမျိုးလေးဝင်လိုက်မယ်နော်ပြီးရအထဲကအမဲလေးဖြုတ်လိုက်ပါဦးမယ်ရှင်အဲ့ဒီမှာဆွဲကြိုးလေးတက်လိုက်ပြီရှင်ဆွဲကြိုးလေးတက်လိုက်ဒီလိုဒီဇိုင်းလေးဖြစ်သွားမယ်အဲ့ဒီဟာကိုခုနတိုင်းပဲစကတ်လေးထည့်လိုက်မယ်နော်ရပါပြီရှင် ။ဒါလည်းနံပါတ်3ပါ။ဘယ်ဒီဇိုင်းလေးကိုကြိုက်လဲ၊တိကြိုက်လား၊နှိကြိုက်လား၊သုံးကြိုက်လားဆိုတော့ comment လေးမှာခက်ပေးအောင်နော်။ဟာချစ်စရာလေးဒါလေးလည်းတစ်မျိုးလေးလာပါလေရှင်။ကြည့်တစ်ထည်တည်းနဲ့ဒီဇိုင်း3မျိုးဝင်မယ်။ Okay ။ချစ်စရာလေးရှင်။